အစီအစားလို့အသားမဖြစ်အစီအစားလို့ဘေးဖြစ်တယ်ဆိုတဲ့ဆောင်ပုဒ်ကိုလူတိုင်းသိကြမှာပါဒါပေမဲ့အစီအလုံးကတော့မကောင်းတာမဟုတ်ပါဘူးဒီနေ့မှာတော့ကျမရေကိုကောင်းချိုးပြနေတဲ့အစီရှိမျိုးကဘာလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ် မောင်ဆုံးစားစာလေးကတော့ငါးပေါ့နော်ဆယ်မယ်တူနာမက်ဂရက်ဒီလိုမျိုးပေတဲ့ငါးတွေမှာကအိုမီဂါ3ဖက်တီအက်ဆစ်အစီအလေးပါဝင်နေပါတယ်ဒီအစီအလေးဟာဆိုလို့ရှိရင်နှလုံးကျန်းမာရေးကိုကောင်းကျိုးပြုပါတယ်နော်ဒါကြောင့်မို့လို့တစ်ပတ်မှာအနည်းဆုံးနှစ်ချိန်လောက်တော့ငါးစားသုံးသင့်တယ်ဆိုပြီးတော့နှလုံးရောဂါအထူးဖူးဆရာဝန်တွေကပြောကြားထားပါသေးတယ်အလားအပြင်ဒီငါးရည်မှာပါဝင်တဲ့အစီအတတ်တွေကအုံနောက်ကိုအားဖြစ်စေတဲ့အတွက်ကြောင့်မို့လို့တက်ကြီးရုံတွေအတွက်အထူးကိုသိနေရပါတယ်။ ငါးထဲမှာပါဝင်တဲ့အစီတက်တွေကိုပြပြဝဝရရှိဖို့အတွက်ငါ့ကိုကြော်စားတာမျိုးမလုပ်သင့်ပါဘူး။ပေါင်းစားတာ၊ကင်စားတာ၊ပြုတ်စားတာဒါမျိုးပြုလုပ်ပေးသင့်ပါတယ်။လိုအပ်လို့ရှိရင်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဖြည့်စွက်စွာငါးကြီးစီတွေတောက်သုံးလို့ရပါတယ်နော်။နောက်တစ်ခုအနေနဲ့ကကြတော့ထောပတ်တီပဲဖြစ်ပါတယ်။ထောပတ်တီမှာပါဝင်တဲ့အစီတက်အဆိုလို့ရှိရင်နှလုံးရောဂါနဲ့အရိုးအဆင်းနာရောက်ရမ်းတာတွေအတွက်ကောင်းကျိုးပြုပါတယ်နော်။ ထောပတိကိုကိုကအစားတစ်ခုခုနဲ့တွဲစားလိုက်တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ထောပတိမစားခင်နဲ့ထောပတိစားပြီးသွားတဲ့အခါမျိုးမှာအစားအစာတစ်ခုခုကိုသာစားသုံးလိုက်မယ်ဆိုလို့ရှိရင်ဘေးမဖြစ်ပါဘူးเนาะအဲ့လိုမျိုးဘေးမဖြစ်တဲ့အပြင်တွဲဖက်စားသုံးလိုက်တဲ့အစားအစာတွေရဲ့အစာအဟာရကိုပို့ပြီးတော့စုပ်ယူနိုင်စွမ်းရှိပါတယ်ဒါကြောင့်မို့လို့ကိုကအစားအစာစားပြီးသွားတဲ့အခါမျိုးတွေမှာထောပတိဖြော်ရည်ကိုအချိုပွဲအနေနဲ့စားသုံးလို့ရပါတယ်เนาะဒါနဲ့တစ်ခုအနေနဲ့ကကြတော့အစေအစံတွေပါ နေကြစေဖယုံစေတီကိုစေတက်ကြသည်စေဘာဒန်စေမြေပဲဒီလိုမျိုးအပင်ရနေရရှိတဲ့သဘာဝအစီအစဉ်တွေအားဆိုလို့ရှိရင်လူတွေအတွက်အကျိုးပြုပြီးတော့ကိုလက်စတောတွေကိုပါပေးဆွနိုင်ပါတယ်နော်တိရစ္ဆာန်ကနေပြီးတော့ရရှိတဲ့အစီတွေနောက်တစ်ခုကကြတော့လုံးမနိုင်တဲ့ညွန်တို့တွေအားဆိုလို့ရှိရင်တော့အကောင်းကျိုးမပြုတဲ့အစီတွေပဲဖြစ်ပါတယ် ဒါကြောင့်မို့လို့ကိုယ်အနေနဲ့အစားအစာနဲ့တရေစာမှုတွေဝယ်စားပြီးဆိုလို့ရှိရင်အဲ့အခွန်အပေါ်မှာပဝင်ပစ္စည်းနှုံးတွေစီပါဝင်မှုနှုံးတွေစီမျိုးစားတွေကိုကြည့်ပြီးမှတည်တည်ချာချာဝယ်ယူသင့်ပါတယ်နော်။နောက်တစ်ခုအနေနဲ့ကတော့တန်လျင်စီမှာတန်လျင်စီရာဆိုလို့ရှိရင်လူသားတွေရဲ့ကောင်းကျိုးအတွက်ကောင်းမှုနဲ့အစီအတတ်တွေပြည့်ဝစွာပါဝင်နေပါတယ်။အကျော်အလော့အချက်အပြုတ် အတုတ်ဒီလိုမျိုးပြုလုပ်တဲ့အခါမျိုးတွေမှာလည်းတန်လွေစီကအရသာလည်းကောင်းမှုသလိုကျန်းမာရေးအတွက်လည်းအလေးအကျင့်ကောင်းတစ်ခုအဖြစ်တန်လွေစီကိုစားသုံးတင်ပါတယ်နော်နောက်တစ်ခုအနေနဲ့ကတော့ဟင်းသီးဟိရွက်ပဲဖြစ်ပါတယ်အစိမ်းရောင်ဟင်းသီးဟိရွက်တွေဖြစ်ကြတဲ့ဟင်းနုနံကိုက်လန်ဒီလိုမျိုးအရွက်ဒီမှာဆိုလို့ရှိရင်လည်းပါဝင်တဲ့အဆီဓာတ်ဟာဆိုရင် omega 3 fatty acid မှာပါဝင်တဲ့အဆီဓာတ်နဲ့အာလိသေးချင်းအတူတူပါပဲဒါကြောင့်မို့လို့ကိုယ်နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာအစိမ်းရင်းရောင်ဟိတစ်ခွက်လောက်ကတော့အနည်းဆုံးပါတင်ပါတယ်နော်နောက်တစ်ခုအနေနဲ့ကတော့ချုပ်ဥပဲဖြစ်ပါတယ် လူသားတွေအတွက်လူအပ်တဲ့ပရိုတက်ကိုကျုပ်အနှစ်ကနေပြီးတော့ရရှိပါရနော်။အရင်အသေးပြင်မိပြီးတော့အရင်အစားကြီးမားတဲ့ကျုပ်အနှစ်ထဲမှာအဆီတက်က9%ပါဝင်ပြီးတော့အဲ့ဒီအဆီတက်ဟာဆိုလို့ရှိရင် Omega 3 fatty acid ကရတဲ့အဆီတက်နဲ့အာနိသင်ခြင်းကအတူတူပါပဲနော်။ ဒါပေမဲ့တန်ဆင်းလိုပေးဆိုသူတို့ပဲအရာရာမှာကအကန့်တက်ရှိရတဲ့အကြောင်းမို့လို့အရော်ရောက်ပေးတာသူပြောက်လင်းနဲ့ကြက်ဥကိုတိနှလုံးထပ်ပို့ပြီးတော့မစားသွင်းသေးပါဘူးနော်။နောက်တစ်ခုအနေနဲ့ကတော့အဖြူအောင်ပဲစိတ်တွေပဲဖြစ်ပါတယ်။ပဲထုံးပန်းနဲ့ပဲပီးဆိုလိုလိုမျိုးပဲတွေမှာဆိုလို့ရှိရင်လေသူတို့တွေမှာပါဝင်တဲ့အဆီဓာတ်က omega 3 fatty acid မှာရရှိတဲ့အဆီဓာတ်တို့မျိုးပဲလူကိုကောင်းကျိုးပြုပါတယ်နော်။လူသားတွေကိုရုပ်ပန်းဆိုင်ရာမှာကစိတ်ပန်းဆိုင်ရာမှာပါကောင်းကျိုးပြုပါတယ်။ အထူးသဖြင့်စိတ်ကြယောဂါဖြစ်နေတဲ့တကြီးရိုးတွေနဲ့စိတ်ပိစီမှုကိုမကြခဏခံစားနေရတဲ့သူတွေရာဆိုလို့ရှိရင်အဖြူရောင်ပဲတွေနဲ့ပဲနှိုးတွေကိုတောက်ပေးသင့်ပါရနော်အခုပြပြပေးခဲ့တာဆိုရင်တော့ဖြင့်ကျန်းမာရေးကိုကောင်းကျိုးပြုနေတဲ့အစီအစဉ်တွေကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုလေးရာဆိုရင်တော့ဖြင့်အခုကြည့်ရှုနေတဲ့သူတွေအဖို့လည်းအကျိုးရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူဒူတာပြည်တွေကို နောက်လက်တင်ဆက်မှာဖြစ်တဲ့အတကြောင်မလို့စောင့်မျှော်ပြီးယူအားပေးကြပါဦးနော်ပရိသတ်တွေအားလုံးနေကောင်းကျန်းမာပါစေလို့ဆုတောင်းနေပဲကျမရဲ့ဗီဒီယိုလေးကိုညီကိုချိုးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတင်ပြမယ်နော်